ဘကိုးတိုင်းရွှေတောင်မြို့မှာလူရဲမှုဖောက်ထွင်းမှုတွေဇက်တိုက်ဖြစ်နေခဲ့ပေမဲ့အများစုကရဲဌာနကိုအမှုဖွင့်တိုင်ကြားမှုမရှိခဲ့ပါဘူးဒီသတင်းကိုတော့ကိုမင်းညိုကပေးပို့ထားပါတယ်ရှင်ဘကိုးတိုင်းရွှေတောင်မြို့မှာအခုရက်ပိုင်းနေ့စဉ်ဆိုသလိုလူရဲမှုအိမ်ဖောက်ထွင်းမှုစိုက်ခဲခိုးမှုစိုက်ခဲနဲ့ဖုံးလူမှုတွေဇက်တိုက်ဖြစ်ပေါ်နေခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီလူတွေကပြန်မရတာတွေများလာရဲ့အလောက်ကင်ပြက်မာတွေရဲ့ကြောင့်ရဲစခန်းကိုတွားရောက်အမှုမဖွင့်ခဲ့ကြပါဘူးအဲကျွန်တော်အဲ့ဒါမှုတော့မဖွင့်ဘူးကျွန်တော်ဘယ်လိုလုပ်ရလဲဒီ ပြောက်တဲ့နေရာတော့ကျွန်တော်စကားမှုကုန်လည်းသိတယ်လေ။အာသွားပြီမရတော့ဘူးဆိုတဲ့ဟာမျိုးကလူတိုင်းလူဖြစ်နေတော့အဲ့ဒါကြီးကတော့အိဗေတော့မရှိဘူး။အမှန်တော့ဒါကိုပွင့်လေးပြောရင်တော့ဒီရောမြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ဟလာဆက်ဆက်ပြီးတော့မှဘယ်နေရာဘယ်ဒေသမှာတော့ဒီလိုရှိတယ်ဆိုတော့စုံစမ်းဖော်ထုတ်ဖို့ပေါ့လိုလာပြီ။ပြည်သူတွေမှာကလုံခြုံမှုမရှိဘူးလို့လည်းပဲယူဆတယ်။နေရာထိုင်ရတာလည်းပဲကိုတွေမှာဟိုကြောက်ရွံ့ပြီးတော့မှနေရတယ်ပေါ့နော်။ဟိုပေါ်တာလည်းမရှိဘူးကွာ။ဒီဆိုင်မှာလာနေတဲ့တစ်ဖက်ရေတောက်တဲ့ customer တွေ3-4ယောက်ကဖုန်းလူခံရတယ်။ပစ္စည်းအပြောက်အရှာတွေဒီခိုးမှုလူမှုတွေကပေါ်ပေါက်တယ်လို့လည်းမရှိဘူး။မရှိခြင်းအတွက်ကြောင့်လည်းဖြစ်စဉ်တွေဖြစ်သမျှဘူးလေ။လူတွေတော်တော်များများမပေါ်တဲ့လူတော့မထူးပါဘူးဆိုတော့မတိုင်ကြတာများတယ်။အဲဒီကိစ္စနဲ့ပတ်သက်ပြီးရွှေတော်မြို့နယ်ရဲတပ်ဖွဲ့မှုကို interview ခွင့်တောင်းခံခဲ့ရာဟိုကပြန်ပါမယ်ကျွန်တော်တို့ရောမှမှုကြီးတဲ့ပတ်သက်လို့2014မှာ ဟုတ်ကဲ့တို့လူတမ်းမှုတမှုဖြစ်တယ်ဟုတ်ကဲ့အဲဒီနေ့မှလူတမ်းမှုတမှုမပြုဘူးကွာအခုမှအားလုံးတစ်နှစ်လုံးငမ်းမှုပဲရှိတယ်ကွာဒီလာပိုင်းမှာတော့ရွှေတော်မြို့နယ်ရဲတပ်ဖွဲ့ကစိုက်ကယ်တွေတော့ခတ်ဖို့အိမ်တွေကိုလုံခြုံတာတော့ခတ်ဖို့စရာတွေကိုတော့မြို့ရဲကိုလှည့်လဲပြီးနှိုးစော်ထားတယ်လို့ရဲတပ်ဖွဲ့ထံကသိရပါတယ်အဲဒီလိုလိုက်လံအော်နေတဲ့နေ့တွေမှာတော့အိမ်ဖောက်တွင်းခံရတဲ့သူစိုက်ကယ်ခိုးခံရတဲ့သူတွေရှိနေတာကြောင့်ဒေသတွင်းနေထိုင်သူတွေမလုံခြုံမှု တရားဥပဒေမစိုးမိုးမှုတွေဖြစ်နေတယ်လို့ဆိုပြီးဆိုရနေကြတာပါကျွန်တော်မင်းညိုပါခင်ဗျာ